ထိုင်းမြန်မာနယ်စပ်မဲဆောက်ဒေသရှိလူငယ်မျိုးသမီးနဲ့ LGBT တွေရဲ့ဆွေးနွေးပွဲတစ်ခုကိုမဲဆောက်မြို့တနေရာမှာပြုလုပ်ခဲ့ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ထိုင်းမြန်မာနယ်စပ်ထိုင်းလူမျိုးတွေနဲ့မြန်မာရွှေပြောင်းလူသားတွေရွှေပြောင်းတိုင်းရင်းသားတွေနိုင်ငံရေးခလုံးသူလူငယ်မျိုးသမီးနဲ့ LGBT တွေအဓိကထားပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ အာဒီနေ့ကကျွန်တော်ထိုင်းနဲ့ဗမာနဲ့လူငယ်တွေအမျိုးသမီးတွေ LGBT စတင်ပြီးတော့လှုပ်တယ်ဒီထိုင်းမြန်မာချစ်ချင်ရေးဆွေးနွေးပွဲဖြစ်ပါတယ်ဒီဆွေးနွေးပွဲမှာဗမာတွေထိုင်းနေကြအနေနဲ့ဇက်ဒေတာမှရှိတယ်ဒီထိုင်းဗမာတွေရဲ့လွဲမနေရအနားလည်မှုလွဲနေနေအရာတွေကျွန်တော်ဆွေးနွေးကြမယ်ပြီးတော့ဒီဆွေးနွေးပွဲတွေချစ်ချင်ရေးစကားဝိုင်းတွေမှာ LGBT အမျိုးသမီးနဲ့ထိုင်းဘက်ကလူငယ်တွေအများကြီးအတိတ်ကထားပြီးပါဝင်နေပါတယ်အဓိကအားဖြင့်ထိုင်းနိုင်ငံမှာမဲဆောက်ဒေသကလူငယ်တွေမျိုးသမီးတွေနဲ့ LGBT တွေရဲ့ယင်းဤချစ်ကြည်မှုကတစဉ်ထိုင်းလူအဖွဲ့အစည်းကမြမရွှေပြောင်းနေပေါ်အမြင်လွဲမှားနေတာတွေကိုပြန်လည်တက်မှတ်ဖို့အတွက်ဆွေးနွေးပွဲကိုရည်ရွယ်ကျင်းပတာလို့ဆိုပါတယ်ဟမ် ီဆက်ဟန္တာတိမ်မှုနောက်ပိုင်းမှာကျွန်တော်တို့တွေကကျွန်တော်တို့နိုင်ငံမှာနေလို့မရလို့ဒီထိုင်းနိုင်ငံကိုကူပြောင်းလာရဲထိုင်းနိုင်ငံကိုတရားမဝင်နီလန့်နေနဲ့ပုံစံမျိုးမျိုးနဲ့ရောက်လာကြရဲအဲ့ရောက်လာကြရဲအပေါ်မှာဒီထိုင်းလူမျိုးတွေရဲ့လက်တွေခေါ်ယူမှုထိုင်းလူမျိုးတွေအားပေးဖိမမှုနဲ့အတူဒီဗမာလူမျိုးတွေဗမာရွှေပြောင်းလောက်သားတွေဗမာတိုင်းရင်းသားတွေတောင်တနေရာနေစပြီးတော့အဲနည်းနည်းလေးတက်တာချောင်းချီသွားရဲဆိုရင်ပဲကျွန်တော်တို့လူငယ်တွေ LGBT တွေကစတင်ပြီးတော့လှုပ်ဆောင်တဲ့ဒီဆွေးနွေးပွဲကြီးအများကြီးအရာတင်မယ်ထင်ပါတယ်။ ဆွေးနွေးပွဲတင်မှာ LGBT တွေရဲ့အခွင့်အရေးနဲ့လှုပ်ရှားမှုတွေအကြောင်းလဲပြောဆိုခဲ့ကြတာပါလူရဲအခြားတော့ဘောနော်အဲ့လိုမျိုးဟို LGBT လို့ပြောလိုက်ရင်နည်းနည်းတချို့တွေကမကြိုက်ကြဘူးပြီနော်မကြိုက်ကြရတာတွေလည်းရှိတယ်ပြီးတော့ဒါကကြတော့အခုပွင့်လင်းတဲ့ခေတ်အခြေအနေမို့လို့ဒါဒီလောက်ထိလူတွေကနားလည်ပေးလာနေလားယူအဖက်မှာဆိုရင်မရဘူးจริง ๆประเทศไทยเป็นประเทศที่แบบว่ามันเปิดกว้างเรื่องนี้มากๆค่ะมันก็เลยทําให้เราก็โตมากับ สังคมแบบนี้มันก็ตะเกียงจารอไทยနိုင်ငံကဒီလိုကိစ္စနဲ့ပတ်သက်ပြီးအရန်ကိုလက်ခံနေတာကြပါပြီ။ကျွန်မကဒီလိုမပဝင်ခြင်းမှာခြေပြင်းလာတဲ့လူတယောက်အနေနဲ့ကျွန်မအထင်မှာကတော့တမန်ကိစ္စတခုပါပဲ။နေ့တိုင်းတမယိုချကိစ္စတခုပါပဲ။ဘာမှမထူးဆန်းပါဘူး။ကျွန်မတို့ထိုင်းနိုင်ငံက Lady Boy ရဲ့တိုင်းပြည်လို့နာမည်ကြီးနေတာပါပဲလေ။ Thailand is the best လို့သိကြတဲ့ဒီလိုကိစ္စကအရန်ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။နောက်ပြီးတော့ဒီခေတ်မှာကို ဘာပဲပဲလုံလုံဘာလို့ပဲနေနေဘယ်သူမှလာမဆုံးဖြတ်ကြတော့ပါဘူးရှင်အခုဆိုရင် NGVD IQ blood တွေကဒီဆန်လာတိတ်မှုမှာလည်းပဲဆန့်ကျင်ပြီးတော့တော်လန်နေတဲ့ဒီတော်လန်ရဲ့တက်အုံမှာလည်းရှိနေတဲ့သူအများကြီးရှိကြပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့က NGVD ဆိုတဲ့အတိုင်းဟိုဘာမှမလုံနိုင်တဲ့သူတွေနော်ဘာမှဟိုအင်အားမရှိပါဘူးဟိုကနွယ်ကလေးရဖြစ်နေပါတယ်ဆိုပြီးတော့တတ်မှတ်လို့မရဘူးနော်နောက်ပိုင်းမှာလဲထိုင်းမြန်မာနယ်စပ်လူငယ်မျိုးသမီးနဲ့ LGBT တွေရဲ့ဆွေးနွေးပွဲတွေကို ပုံမတိုးချက်ပြုတ်လောက်သွားမယ်လို့တက်ရောက်လာသူတွေကပြောသွားခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအေး3 4 5 4 3 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021